ဒီနေ့လိုအပြိုင်ဆိုင်များတဲ့ခေတ်ကြီးမှာနေရာကောင်းတစ်ခုရဖို့လုပ်ငန်းခွင်မှာအောင်မြင်မှုအတွက်အင်္ဂလိပ်စာကိုအစစ်မြစ်တက်ထားဖို့လိုပါတယ်။အင်္ဂလိပ်စာစွမ်းရည်တွေကိုကျောင်းမှာသင်ပေးလိုက်တာနဲ့မလုံလောက်လို့သင်တန်းတွေတက်ကြရတဲ့အပြင်အိမ်မှာလည်းကိုယ်တိုင် self study လုပ်ကြရပါတယ်။ဒီဗီဒီယိုလေးထဲမှာအင်္ဂလိပ်စာကို self study လုပ်ပြီးတော့ကျွန်းကျွန်းကျင်ကျင်ဖြစ်လာအောင်ဘယ်လိုလေ့လာရမလဲဆိုတာကိုအသေးစိတ်နည်းလမ်းလေးတွေနဲ့လမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်။ ပထမဦးဆုံး sub study ဆရာလွတ်လေးလာနေကိုကျမတို့ education background သူတွေကတော့ SDL self directed learning လို့ခေါ်ပါတယ်ပထမဦးဆုံးသိထားမှာက sub study is not for everyone ဆိုတာပါပဲ sub study ကလူတိုင်းအတွက်မဟုတ်ပါဘူးဟုတ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျမတို့မြန်မာစကားလုံးမှာရှိတယ်ဆရာမပြနေမကြဆိုတဲ့စကားလေး ြေခံဆင့်မှာဆိုရင်တော့ကျမတို့တွေနီလန်းပြတ်တပြီးမဲ့ဆရာတကယ်ကိုတေချာတက်ကြွန်းနားလေတဲ့ဆရာရဲ့နီးနာတွေကိုလိုက်နာတာကအကောင်းဆုံးဖြစ်ပါတယ်။အဲအဲ့ဒီကနေတဆင့်ပေါ်ထပ်ပြီးတော့ highly independent ဖြစ်တဲ့ self learner တွေတချို့ဟာအခြေခံရှိပြီးပြီးကိုယ့်ဘာသာဆက်ပြီးတော့လေ့လာလို့ရနေပြီလို့ယုံကြည်မှုရှိတဲ့သူတွေဖြစ်တယ်ဆိုရင် self confidence ရှိတယ်ဆိုရင် independence learner တွေပေါ့နော်ဒီလိုမျိုးစိတ်သက်ရှိတဲ့စာသင်သားတွေအနေနဲ့ self study ကိုလုပ်လို့ရပါတယ်။ပြီးတော့ self study သမားတွေက perceptive ဖြစ်ဖို့လိုပါတယ်။ဆိုလိုချင်တာကတော့အကင်းပါရမယ်ပေါ့နော်။ကိုကိုကိုသိရမယ်။ကိုယ့်ရဲ့ needs တွေ wants တွေကဘာတွေလဲ။ ကိုလိုချင်တာကိုယ့်ရဲ့လိုအပ်ချက်တွေဘာတွေရှိမလဲ requirements တွေနောက်ပြီးရင်ကိုယ့်ရဲ့အားသာချက်အားနည်းချက်လို့ခေါ်တဲ့ strengths and weakness တွေကိုလည်းသိထားမှာဖြစ်ပါတယ် self study သမားတွေကကိုယ့်ကိုယ်ကိုပြန်ပြီးတော့အမြဲတမ်း self analysis လုပ်နိုင်နေရပါမယ်မိမိကိုယ်ကိုမိမိတာဝန်ယူနိုင်တဲ့လူမျိုးတွေမှသာလေ self study နဲ့သင်တော်ပါလိမ့်မယ် substance မှာတယောက်ဟာမိမိရဲ့လေးလာမှုကိုထိရောက်မှုရှိဖို့အတွက် what နဲ့ how ကိုသိဖို့လိုအပ်ပါတယ်။ ပထမဆုံး what ကတော့ what do i already know ကိုကဘာတွေကိုသိပြီးသားဖြစ်နေပြီလဲနောက်ထပ်တစ်ခုကတော့ what do i need to learn ဘာတွေလေ့လာဖို့လိုသေးလဲ what skill in particular i need to improve ဘယ် skills တွေမှာဥပမာ speaking မှာကိုကအားနည်းနေရလား reading မိုင်းမှာအားနည်းနေရလား writing သို့မဟုတ် listening မိုင်းမှာအားနည်းနေရလားစသဖြင့်ဒီလို particular things တွေကိုလည်းသိဖို့တိုးတက်အောင်လုပ်ဖို့လိုအပ်ပါတယ် နောက်ထပ် word ကတော့ what learning materials am i going to use ဘလိုမျိုး learning materials တွေကိုသုံးပြီးတော့လေ့လာမလဲဒါလည်းသိရပါမယ်။နောက်ထပ် how တစ်ခုကတော့ how am i going to study them to achieve my learning objectives ကိုရဲ့လေ့လာမှုသင်ယူမှု learning objectives တွေကိုအောင်မြင်စေဖို့အတွက်ဘလိုမျိုးလေ့လာမလဲဆိုတဲ့အချက်တွေကိုသိဖို့လိုအပ်ပါတယ်။ တချို့ကထင်လိမ့်မယ် self study လုပ်တယ်ဆိုတိုင်းဆရာလွတ်တင်တယ်သင်တန်းကြီးတွေ school fees တွေပေးစရာမလိုတော့ဘူးဒါဆိုစရင်ငိမ့်ပေါ်လို့ထင်ကောင်းထင်လိမ့်မယ် တကယ်တော့ substudy လုပ်တဲ့လူတွေမှာလည်းပဲ tighten နဲ့ investment လို့ခေါ်တဲ့ယင်းနှိမ့်နှံမှုတွေလုပ်ရပါတယ်။အဲကျမတို့ပေါ့နော် online ကနေလေ့လာမယ်ဆိုရင် internet ကောင်းကောင်းအိမ်မှာရှိရမယ်။အဲ့အတွက်လည်းကျမတို့ငွေသုံးပြီးတော့ပေါ့နော်အဲ internet access ရအောင်လုပ်ရမယ်။နောက်ထပ် learning resources တွေကိုလည်းပဲရှာဖွေရမှာဖြစ်ပါတယ်။စာအုပ်တွေနောက်ပြီးတော့ လိုအပ်တဲ့စာရေးကိရိယာတွေအဲ့ဒါတွေကိုကျမတို့ဝယ်ဖို့အတွက်ငွေတွေ စိုက်ထုတ်ရတာမျိုးတွေလည်းလုပ်ရပါအောင်မယ်။ Sub study ဆိုတိုင်းအလကားရတာမျိုးတော့မဟုတ်ပါဘူး။ကျမအနေနဲ့ပြောချင်တာကတော့ဘယ်တန်မိုးရှိတဲ့အရာမဆိုကျမတို့တွေ investment လုပ်ရတဲ့အရာတွေရှိပါတယ်။ဘယ်ဟာမဆိုပေါ့နော်ကျမတို့ investment အနည်းဆုံးဒီအခြေခံကြတဲ့ investment ၃ခုလောက်ရပါတယ်။နံပါတ်၁အချိန်၊နံပါတ်၂ငွေနဲ့နံပါတ်၃လုံလဝရိယဒါတွေလိုအပ်ပါတယ်။ ကဲဒီလိုမျိုး investment တွေလုပ်ပြီးပြီဆိုရင်ကျမတို့ self study စာပြီးလုပ်လို့ရပြီကျမတို့တော်တော်များကအလူများစုရဲ့တနေ့တာအချိန်တော်တော်များကိုစာကျက်တာတွေအသစ်အစ်တွေကိုလေ့လာတာတွေဒါတွေလုပ်နေကြတယ်ဒါပေမဲ့လိုချင်တဲ့ရလက်မရဘူးလို့ခံစားနေရတဲ့သူတွေရှိလားအချောင်းရင်းကတော့ထိရောက်တဲ့သင်ယူမှုဆိုတာအချိန်များကြီးပေးပြီးစူးစမ်းတာထက် ပိုပြီး smart ကြကြလေ့လာတတ်ဖို့လိုအပ်ပါတယ် ဒီဗီဒီယိုမှာလူကြီးမင်းတို့ရဲ့တင်ယူမှုပုံစံလုံးဝပြောင်းလဲပြမဲ့တိတ်ပန်နေကြအတည်ပြုထားတဲ့တင်ယူလေးလာမှုနေစနစ်၅ခုကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဒါလေးတွေကိုအဆုံးအထိကြည့်ပြီးတော့ကိုယ့်ရဲ့လက်တွေ့ဘဝမှာအသုံးချဖို့လည်းတိုက်တွန်းလိုက်ပါရနော်။နံပါတ်၁ကိုယ်တိုင်တင်ယူခြင်း self study ဆိုတာစီးမဲ့ကမ်းမဲ့လုပ်လို့ရတဲ့လေးလာမှုနေစနစ်မျိုးမဟုတ်ပါဘူးเนาะ self-directive learning လို့ခေါ်တဲ့ substudy ကဆရာမရှိပဲကိုယ်ပါသာလွတ်လပ်စွာ လေ့လာလို့ရတယ်လို့လူများထင်နေကြတယ်။ဒါပေမဲ့အောင်မြင်တဲ့ substudy ကအရန်ကို စနစ်ကျဖို့လိုပါတယ်။ကျွမ်းကျင်သူတွေရဲ့အဆိုအရ substudy လုပ်တဲ့အခါမှာအဆင့်၄၀ပါဝင်တယ်လို့ဆိုပါတယ်။ပထမအဆင့်ကတော့သင်ယူဖို့အမြဲတမ်းကိုကိုကို အသင့်ရှိနေရမှာဖြစ်ပါတယ်။ assess your readiness to learn ပေါ့နော်။ ူဒီယာအဆင့်မှာတော့ရှင်းလင်းတဲ့ရည်မှန်းချက်တွေကိုချမှတ်မှာဖြစ်ပါတယ် set clear learning goals နောက်ထပ်တတိယအဆင့်မှာတော့သင်ယူမှုဖြစ်စဉ်မှာကိုကိုယ်တိုင်ပါဝင်ပြီးတော့သေသေချာချာလေ့လာဖို့လိုအပ်ပါတယ် deeply engage in the learning process ဖြစ်ပါတယ်။နောက်ဆုံးသဒ္ဒထအဆင့်မှာတော့သင်ယူမှုကိုပြန်လည်သုံးသပ်အကဲဖြတ်တဲ့ဟာမျိုးကိုလုပ်ပြရမှာဖြစ်ပါတယ်။ review and evaluate your learning ပေါ့နော်။အဲ့တော့ဒီအဆင့်၄ဆင့်ကိုလွယ်လွယ်မှတ်ရအောင် ပြောမယ်ဆိုရင်တော့သင်ယူမှုခီးစဉ်ကိုမြေပုံတစ်ခုလိုသဘောထားကြည့်ရအောင်။ခုနပြောသွားတဲ့အချက်တွေထဲမှာပါတဲ့နံပါတ်1အချက်ဖြစ်တဲ့ရှင်းလင်းတဲ့ရည်မှန်းချက်ဆိုတာမျိုးမရှိဘူးဆိုရင် ဘယ်ကစဘာလို့ရမှန်းမသိဖြစ်နေတတ်ပါတယ်။နောက်ထပ်အဆင့်လေးဖြစ်တဲ့ပြန်လဲအကဲဖြတ်ခြင်းဆိုတဲ့ဟာမရှိဘူးဆိုရင်လည်းပဲကိုယ့်ရဲ့တိုးတက်မှုကိုမသိဘဲနဲ့စိတ်အားလျှော့တတ်တာမျိုးတွေဖြစ်တတ်ပါတယ်။ဒါအပြင်အလုံများတဲ့သူတွေအတွက်တင်ယူလေးလာဖို့အတွက်အချိန်မလုံလောက်တာဘယ်ကစလို့စရမှမသိတာစတဲ့အားနည်းချက်တွေရှိတတ်ပါတယ်။ဒါကြောင့်အောင်မြင်တဲ့ sub story ကို လုပ်ချင်တယ်ဆိုရင်စီကန်ရှိတဲ့အဆီဇင်တစ်ခုကိုတည်တည်ချာချာချမှတ်မှာဖြစ်ပါတယ်။ ။နောက်ထပ်နီလန်းလေးတစ်ခုကတော့တင်ယူမှုတိုးတက်စေဖို့အတွက်တဲ့အနှဲငယ်မေးလျော်တာတွေလုပ်ပေးရပါတယ်တဲ့။အာဒီအချက်ကထူးဆန်းကောင်းထူးဆန်းနိုင်ပါလိမ့်မယ်။တင်ယူပြီးတဲ့အချက်လက်တွေကိုခဏတာမေးလျော်ခွင့်ပေးတာမှတ်ဉဏ်ကို ပို့ပြီးတော့ခိုင်မာစေပါတယ်လို့ဆိုပါတယ်။ဒီနည်းစနစ်ကိုပြန်လည်ထုတ်ယူလေ့ကျင့်မှု retrieval practice လို့ခေါ်ပါတယ်။ဆိုလိုတာကတော့စာဖတ်ပြီးဥပမာတင်ယူလေ့လာပြီးတာနဲ့ မှတ်စုတွေရေးတာစာအုပ်တွေကိုပြန်မကြည့်ဘဲနဲ့အချင်းချင်းပြန်ရေးတာမျိုးလေးတွေကိုလှုပ်ဆောင်တာမျိုးဖြစ်ပါတယ်။အဓိကအရေးကြီးတာကသင်ခန်းစာတွေကိုလေ့လာပြီးတဲ့နောက်မှာကိုယ့်ရဲ့အုံနောက်ကိုအချက်လက်တွေကိုပြန်ပြီးတော့စဉ်းစားခိုင်းတာလေ့ကျင့်ခန်းတွေမှတ်စုတွေကိုထပ်ခါထပ်ခါဖတ်တာမျိုးကမှတ်ဉာဏ်ကို ပို့ပြီးတော့ဆွေးမြဲစေပါတယ်။ဒါကြောင့်မို့လို့မိတာကိုလည်းပဲစိတ်မပူပါနဲ့ထပ်ခါထပ်ခါလေ့ကျင့်ရင် လေ့လာရင်နဲ့မှတ်ဉာဏ်ပို့ပြီးတော့ကောင်းလာတတ်ပါတယ်။ လူတော်တော်များများကပုတ်စာတစ်ပုတ်အကြောင်းအရာတစ်ခုကိုကျွမ်းကျင်ပြီးလို့မခံစားရမချင်းထက်ခါတက်ခါပြုလုပ်နေတတ်ကြတာမျိုးတွေရှိတတ်တယ်။ဒါကို စုပြုံလေ့ကျင့်ခြင်း block practice လို့ခေါ်တယ်။အမှန်တကယ်တော့ထိရောက်မှုအနည်းဆုံးနည်းလမ်းလေးတစ်ခုလည်းဖြစ်ပါတယ်။ ပိုပြီးထျောက်တဲ့နီလန်းကတော့ရောနော်လီကျင့်ခြင်းလို့ခေါ်တဲ့ interleaving ဆိုတဲ့ technique ဖြစ်ပါတယ်။တစ်ချိန်တည်းမှာမတူညီတဲ့အကြောင်းအရာတွေမတူညီတဲ့ပြဿနာအမျိုးအစားတွေကိုရောနော်ပြီးလေ့ကျင့်တာမျိုးလေးလုပ်ရပါတယ်။ဥပမာသင်္ချာမှာပုံသေးနီးကိုပဲတစ်နာရီလေ့ကျင့်မဲ့အစားဥပမာ ကာကြီးခါဝေကငယ်စသဖြင့်ပုံသေးနီးသုံးရမယ့်ပုံစံတွေကိုရောပြီးလေ့ကျင့်တာမျိုးပြုလုပ်ပေးတာမျိုးဆိုလိုပါတယ်ဒီလိုလုပ်ချင်းအဖြစ်ကိုယ့်ရဲ့အုံနောက်ကအဲပုံသေးနီးတွေနီးလန်းတွေကိုဘယ်လိုသုံးရမလဲဆိုတာကိုခွဲခြားသိမြင်နိုင်တဲ့စွမ်းရည်ရရှိမှာဖြစ်ပါတယ်ဒါလည်းကျွမ်းကျင်မှုအတွက်အကောင်းဆုံးနီးလန်းတစ်ခုဖြစ်ပါတယ်နောက်ထပ်နီးလန်းကတော့ deep approach လို့ခေါ်တဲ့သင်ယူမှုဖြစ်စဉ်မှာနက်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 ချင့်ကပ်တဲ့ပုံစံမျိုးနဲ့လေ့လာခြင်းဖြစ်ပါတယ်။စာပေသင်ယူတဲ့အခါမျိုးတွေမှာ ချင့်ကပ်ပုံနှစ်မျိုးရှိတယ်။ပထမတစ်ခုကတော့ surface approach လို့ခေါ်တဲ့တာမန်အဖြစ်ပေါ့နော်အပေါ်ယံချင့်ကပ်တဲ့ပုံစံဖြစ်ပါတယ်။ဥပမာစာမေးပွဲအောင်ဖို့လိုအပ်ချက်ပြည့်မီဖို့လောက်ကိုပဲသင်ယူတာမျိုးဖြစ်တယ်။နောက်ထပ်တစ်ခုကတော့ဒါ substory သမားတွေအတွက်အကောင်းဆုံးချင့်ကပ်ပုံကပေါ့နော်။ နက်နဲတဲ့ချင်ကပ်ပုံဖြစ်တဲ့ deep approach ဖြစ်ပါတယ် deep approach ဆိုတဲ့နေရာမှာစိတ်ကူးတွေအယူဆတွေကို ကိုယ်တိုင်နားလည်အောင်ကြိုးစားတာမျိုးကိုပြောတာပါ အသိပညာအချက်လက်တွေကိုအခြေအနေအသစ်တွေပေါ်မှာအသုံးချဖို့ကြိုးစားတာမျိုးတွေတတ်မှတ်ထားတာတွေထက်ပိုပြီးတော့ကိုသိချင်တဲ့သိချင်စိတ်ပြင်းပြတဲ့ကိုနဲ့ပိုပြီးတော့ကိုက်ညီတဲ့ကိုဝါသနာပါတဲ့အကြောင်းအရာတွေကိုထပ်မံပြီးတော့လေ့လာတာမျိုးတွေလုပ်တာ ဒါကိုလုံးဖို့အတွက်ဆိုရင်ကိုကသင်ယူမှုမှာတက်တက်ကြွကြွပါဝင်ဆောင်ရွက်ဖို့လည်းလိုပါတယ်အဲဆာဆောက်ကြည့်ပြီးတော့ပေါ့နော်မဖက်ခင်မှာမိကွန်းတွေမေးတာအဲနောက်ပြီးတော့ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့မရှင်းလင်းတဲ့မတူညီတဲ့အချက်လက်တွေရဲ့ဆက်ဆက်မှုရှိတာတွေကိုရှာဖွေဖော်ထုတ်တာမျိုးတွေစသဖြင့်လုပ်ပေးရင်းနဲ့လည်းပဲ sub story ကို ပို့ပြီးတော့အကောင့်လုပ်လို့ရပါတယ်နောက်ဆုံးနံပါတ်5အချက်ဖြစ်တဲ့တင်ယူလေ့လာမှုကိုအခဲဖြတ်ခြင်း self test ပေါ့เนาะ regularly self test လို့လည်းခေါ်ပါတယ်ကိုကိုကိုပုံမှန်စစ်ဆေးတဲ့ဟာမျိုးတွေလုပ်ပေးရပါမယ်ဆုံးလို့ကျနာကတော့ကိုက sub study လုပ်နေတယ်ဆိုပြီးတော့အဲစာမေးပွဲဖြေစရာမလိုဘူးဆရာကကိုကို မေးစရာမလိုဘူးဆိုပြီးတော့ကိုကဘာတွေသိထားပြီးပြီလဲဘာတွေလေ့လာထားပြီးပြီလဲဆိုတာကိုပြန်ပြီးတော့မစစ်ဆေးဘူးဆိုရင်ချစ်ကိုမတက်ပဲနဲ့ကိုကိုရဲ့ပေါ့နော်လေ့လာသိယူမှုတွေကနှောင့်နှေးတတ်တာတွေရှေ့မရောက်တာတွေဖြစ်တတ်ပါတယ် အနည်းဆုံးအနေနဲ့ပြန်ပြီးတော့ပြောရမယ်ဆိုရင် sub study လုပ်တယ်ဆိုတာနံပါတ်1ချက်စီကန်ရှိရမယ်နံပါတ်2ချက်နံပါတ်2ချက်မှာတော့မေးလိုက်ပြန်ပြီးတော့လေ့လာလိုက်စတဲ့နည်းလမ်းလေးတွေသုံးပြရပါမယ်နံပါတ်3ချက်မှာတော့ရောနှောလေ့ကျင့်နဲ့အလေ့ကျင့်ကိုလုပ်ရမှာဖြစ်ပါတယ်နံပါတ်4ချက်မှာတော့ deep approach လို့ခေါ်တဲ့ အဲဒါနည်း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 ပေါ့နော်လေးလာတာမျိုးကြီးလောရမယ်နောက်ထပ်တစ်ခုကတော့ကိုကိုကိုပြန်ပြီးတော့ဝေဖန်သုံးသပ်အကဲဖြတ်ရတာမျိုးကြီးလောရပါတယ်ဒီနီလန်းတွေက sub story လုပ်တဲ့အခါမှာထိရောက်ပြီးတော့တိုးတက်စေမဲ့နီလန်းတွေဖြစ်ပါတယ်နောက်ထပ် sub story သမားတွေကိုကျွန်မအနေနဲ့မှာကျင်တာကတော့ဘဝမှာတန်မိုးရှိတာမှန်သမျှဘာမှ လွယ်လွယ်မရနိုင်ဘူးဆိုတာကိုသဘောပေါက်ဖို့ပါပဲ real learning is painful ဆိုတာကိုလည်းပဲအမြဲတမ်းသတိထားပေးပါဆိုလိုတာကတော့တစ်ခါတလေကျရင်ကျမတို့ပြောတယ် learning is fun ဆိုပြီးတော့ပြောနေပြီဆိုရင်อืมတကယ်တော့ learning က fun မဟုတ်ဘူးလीเนาะအင်္ဂလိပ်စာကို game တွေဆိုရင်လည်းပျော်ပျော်ကြီးသင်ကြားမှုသင်မှုတွေလုပ်နိုင်တယ်ဆိုတာက never နေနဲ့အခြေအနေတစ်ခုလောက်မှာပဲဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်တကယ်တမ်းမှာဆိုရင်တော့ if you are having fun you are not learning လို့ဆိုပါတယ်။ပျော်နေပြီဆိုရင်ဒါ learning လုပ်နေတာမဟုတ်ဘူးပေါ့နော်။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတဲ့ကိုဝါသနာပါတဲ့အချက်တွေကိုလေ့လာပြီးတော့အဲဒီဘာသာစကားကိုပေါ့နော်စိတ်ဝင်စားစရာဖြစ်အောင်တော့လုပ်ယူလို့ရနိုင်ပါသေးတယ်။ sub study လုပ်မယ်ဆိုရင်ပုံနောက်စားမယ်ပင်မမယ်စာရီကိုအချိန် ိုကိုပေါ့နော် commitment တစ်ခုထားပြီးတော့အချိန်ပိုင်းခြားတစ်ခုထားပြီးတော့စာကိုစဉ်စားမပြတ်လုပ်ရမယ်ကိုကိုအမြဲတမ်းအလံပေးပြီးတော့လုပ်နိုင်တဲ့သူကြမှာဒါလေ substantive deadness ကအလုပ်ဖြစ်မှာဖြစ်ပါတယ်ကျမရဲ့ personal feeling ရပါတော့ personal perspective အရာဆိုရင်တော့ beginner level အဆင့်မှာဆရာဆရာမတယောက်စီမှာတည်တည်ချာချာနီးမှန်လမ်းမှန်သင်ယူလေ့လာ မျိုးလေးလုပ်ပါ နောက်ထပ်တစ်ဖြည်းဖြည်းနဲ့ကိုကအခြေခံပိုင်လာပြီဆိုတဲ့အခါမှာ substory လုပ်ပါဒါဆိုရင်တော့ဒါကျွန်မကိုယ်တိုင်ကျင့်သုံးနေပေါ့နော်အဲနီလန်လေးဖြစ်ပါတယ်ဘာမှမသိခင်အခြေခံနေမပိုင်နိုင်ခင်မှာ substory သွားလုပ်မယ်ဆိုရင်အန်ရည်များပြီးတော့အချိန်ကုန်လူပင်မှန်ဖြစ်နေတတ်ပါတယ် ဲဒါဆိုရင်ဒီနေ့မျှဝေပေးထားတဲ့အချက်အလက်လေးတွေက sub study လောက်ကြမယ်အင်္ဂလိပ်စာလေ့လာတဲ့သူတွေအတွက်အဆင်ပြေမဲ့နီလန်ကောင်းလေးတွေရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီလိုမျိုးအကျိုးရှိတဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးနေမှာဖြစ်လို့ကျမရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်သွားပေးလို့ရပါတယ်နောက်ထပ် video တွေကြမှာပြန်ပြီးတော့တွေ့ကြပါဦးမယ် see you thanks for watching